ကဲအားလုံးပဲမင်္ဂလာပါဗျမန်ချက်စတာယူနိုက်တက်တို့ရဲ့ကန်တော်ဝင်ကွင်းလန်ကစားသမားကြီးပေါ်စကိုကအာဆနယ်ရဲ့ဒီကလန်ရိုက်စ်တို့ချက်စီရဲ့ကိုက်စီတို့ကလက်ရှိပရီးမီးယားလိမှာအတော်လေးခြေစမ်းပြနေတဲ့ကစားသမားတွေပါဒါပေမဲ့သူတို့တဲ့ပိုကောင်းတဲ့ကစားသမားတယောက်ရှိပါတယ် မန်စီးတီးရဲ့ရိုဒရီလာသူလည်းမဟုတ်ပါဘူးရိုဒီကခုနောက်ပိုင်းတရားရုံးနဲ့တော်လေးကိုရုံးကန်နေရပါတယ်ကျွန်တော်ပြောချင်တဲ့ကစားသမားကယူကာဆယ်ကွင်းလင်ကစားသမားဆန်ထရိုတိုနာလီပါတိုနာလီက AC မီလန်ကနေပြောင်းရွှေ့ချေပေါင်း55000နဲ့ယူကာဆယ်ကိုပြောင်းရွှေ့လာပြီးကြတဲ့ကယူကာဆယ်အတွက်ခြေစွမ်းလဲပြနေတယ်လို့အရေးပါဆုံးကစားသမားတွေကတရားဖြစ်လဲရှိနေကြတာပါ အီတလီကွင်းလေလူဟာပြီးခဲ့တဲ့ရာသီမှာညူကာဆန်နဲ့တူပြိုင်ပွဲစုံ45ပွဲကစားပေးခဲ့ပြီးညူကာဆန်နဲ့တူကာရာဘောင်ဖလားရယူပေးနိုင်ခဲ့တယ်လို့ချန်ပီယံလိဂ်ဝင်ရောက်အောင်လည်းကူညီပေးနိုင်ခဲ့ပါတယ်။လက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလေကစားသမားကဘသူဖြစ်မလဲလို့မေးမြန်းခဲ့ရမှာပေါ့စကိုကအခုချိန်လာမှတ်တိုင်းပြောရရင်တော့လက်ရှိကစားသမားလေးပေါ့မှတ်ချက်ပေးဖို့ကအတော်လေးခက်တယ်ဗျ။ကျွန်တော်ကတော့လက်ရှိခြေစွမ်းပြနေတဲ့ကိုင်စီတိုကိုဘက်စုံကောင်းတဲ့ကွင်းလေကစားသမားလို့မတတ်မှတ်ပေးနိုင်အောင်ဗျ။ သူကအခုနောက်ပိုင်းအသင်းအတွက်လိုအပ်တဲ့ဂိုးတွေကိုတွင်းယူပေးနေတယ်လို့အသင်းရဲ့ကွင်းထဲမှာအတော်လေးကိုအရေးပါပါတယ်။ကျွန်တော်သူ့ကိုတိတ်ပဝင်မကြရင်ပဲပြီးခဲ့တဲ့ရာသီတုန်းကတော့ကျွန်တော်သူ့ဘက်ကရည်တည်ခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ကကွင်းလေးကိုကိုလိုလိုထိန်းချုပ်နိုင်တဲ့ကွင်းလေးကစားသမားမျိုးကိုပို့ကြိုက်တာဗျ။မနစ်ကမက်အီလစ်စတာလိုမျိုးပေါ့။ကိုက်စီရိုကပြိုင်မဲ့ကစားခွက်ကိုချီဖိတဲ့နေရာမှာဆရာတစုပါပဲ။ဒါပေမဲ့မက်အီလစ်စတာလိုမျိုးပွဲကိုမထိန်းချုပ်နိုင်ဘူးဗျ။မနေ့ကလီဗာပူးပွဲလေးကိုပြန်ကြည့်လိုက်ရင်မာကာဟာပွဲတော်များများကိုထိ ंछ ုံနိုင်နေတာဗျလက်ရှိလီဗာပူးမှာလိုအပ်နေတာကမနေ့ကမာကာလိုကစားသမားဗျဒီနှစ်မ မာကာကတော့ဘာဖြစ်သွားလဲဆိုတာသူကိုယ်တိုင်ပဲသိတော့မှာပါ။ထားပါတော့ကျွန်တော်ကလက်ရှိနယူကာဆယ်ကွင်းလည်းကတိုနာလီကိုပဲအကောင်းဆုံးကွင်းလည်းလို့ဖြစ်ရွေးချင်ပါတယ်။ဒီလိုပြောရင်ခင်ဗျားတို့က Declan Rice ကိုဘယ်နာသတ်ထားမလဲလို့ပြောကြအောင်ပါမလား။ဒါပေမဲ့ကျွန်တော်ကတော့တိုနာလီကို Rice ထက်ပိုကောင်းတယ်လို့ထင်ပါတယ်။ကျွန်တော် Rice ကိုအများကြီးသဘောကျပါတယ်။သူမှကွင်းလည်းလူတယောက်ပိုင်ဆိုင်ထားတဲ့အခြေချင်းတွေအားလုံးရှိပါတယ်။ဒါပေမဲ့သူကတခါတလေမှအရင်ဟိတ်ရများပြီးမလို့ပဲဘောလုံးကိုကင်ထားပြီးစတိုင်ထုတ်တဲ့သေးတာဗျဒီနှစ်တွေကလည်းသူတို့အသင်းရဲ့ ခစ်လို့ဖြစ်နေတော့သူ့ကိုအပြစ်ပြောလို့တော့မရပါဘူးကျွန်တော်ကတော့တိုနယ်လီကိုပဲပုံသဘောကြပါတယ်ဒါပေမဲ့ကိုက်စီတိုရော ရိုက်စ်ကောကကစားသမားကောင်းနေပါလို့ပြောကြားခဲ့ပါတယ်ပေါ့စကိုကြောင့်ခုနောက်ပိုင်းနျူကာဆယ်ပွဲတွေကိုသတိထားလေ့လာရတော့မယ်ထင်ပါတယ်ကျွန်တော်ကတော့တိုနယ်လီကိုဂွီမာရက်စ်လောက်သတိမထားမိပါဘူးမိတ်ဆွေတို့ရောလက်ရှိပရီးမီးယားလိမှာခြေစမ်းပြနေတဲ့ကိုက်စီတိုတို့ရိုက်စ်တို့ရဲ့တိုနယ်လီကပိုကောင်းတယ်လို့မြင်ပါသလားမိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းမျှဝေပေးပါဦး